နောက်ဆုံးမှာတော့အကုန်လုံးစောင့်မျှော်နေကြတဲ့ကိုရဲ့ Supreme ထဲမှာစုထားတဲ့ပိုလန်လေးတွေကို token ပြောင်းဖို့အတွက်ကိုကြိုပြီးတော့စရင်စသွင်းလို့ရနေပါပြီ။အဲ့တော့အဲ့ဒီ enrollment ကိုဒီနေ့စပြီးတော့ဖွင့်ထားပေးရပါတော့။အဲ့တော့အဲ့ဒီနေရာမှာလည်းတချို့ကရှုပ်တယ်၊ဘာတွေလုပ်ရမလဲဆိုတာမသိဘူးဆိုလို့ရှိရင်ဒီ video လေးကိုဆက်ကြည့်ပေးပါ။အဲ့တော့ကိုယ့်ရဲ့ Supreme Beast တဲကိုဝင်လိုက်လို့ရှိရင်ဒီဘယ်ဘက်နာမှာ AirDrop Open ဆိုပြီးတော့ icon အစ်စ်ကလေးပေါ်နေပြီအဲ့တော့အရင်ဆုံးအဲ့ဒီထဲကိုဝင်လိုက် โอเคဝင်လိုက်လို့ရှိရင်ဒီမှာသူကအများသောအားဖြင့် do not currently meet the minimum requirements of enrollment ပေါ့နော်ကိုကဒီ enroll စရင်သွင်းဖို့အတွက်လိုအပ်ချက်တွေအဲလောလောဆယ်မပြည့်နေသေးဘူးလို့ပြထားတာကိုတွေ့တယ်ဆိုရင်ကိုပါကြီးဆက်လုပ်ဖို့လိုလဲပေါ့အဲ့တော့ဒီနေရာမှာဒီ error စရင်သွင်းဖို့အတွက်လိုအပ်တဲ့ criteria တွေကိုရေးထားပေးရရှိတယ်အဲ့ဒါလေးတစ်ချက်အရင်ဝင်ကြည့်လိုက် โอเคอ่าဒီမှာအရေးကြီးတာက criteria ပြည့်ဖို့အတွက်ကအဓိက3ချက်ပေါ့เนาะ3ချက်မှာအရင်ဆုံးပေါ့เนาะအရင်တော့ကကိုက store ထဲမှာ skins တွေ action တွေ background တွေဝယ်ထားပြီးသားရှိလားပေါ့မရှိလို့ရှိရင်အဲ့အရာတွေပြန်ဝယ်ပေးဖို့လိုတယ်အနည်းဆုံး skins 4ခုရှိရမယ် action တစ်ခုဝယ်ထားရမယ် background တစ်ခုဝယ်ထားရမယ်ပေါ့เนาะအဲ့အရာတွေဝယ်ပြီးသားကိုမှ ကို့မှာကြံတဲ့ပိုလန်ဒီအနည်းဆုံး2000ရှိရမယ်ပေါ့เนาะ နံပါတ်2ကကြတော့ကိုယ့်ရဲ့ Spring Bees account ဒီ STB UID နဲ့ချိန်ထားပြီးသားဖြစ်ရမယ်။မချိန်ရသေးဘူးဆိုလို့ရှိရင်ချိန်ဖို့လိုရပါတော့။နောက်တစ်ခုကကြတော့ STB UID တစ်ခုကို Spring Bee account တစ်ခုစာပဲသုံးလို့ရတယ်။ကိုကဒီ UID တစ်ခုတည်းနဲ့ကို ကိုမွေးထားရပြားနှကောင်သုံးကောင်ကိုမျှပြီးသုံးလို့မရဘူးပေါ့နော်။အဲကိုပြားနှကောင်သုံးကောင်မွေးထားရဆိုရင် SGV ကောင်လည်းနှကောင်သုံးကောင်ဖွင့်ထားဖို့လိုတယ်။နောက်တစ်ခုကကြတော့ကိုရဲ့ Spring B အကောင့်ဒီဒီနေ့မတိုင်ခင်အရှိမဖွင့်ထားတဲ့အကောင့်ဖြစ်ဖို့လိုရပေါ့နော်။အဲတော့အခုမှစပြီးအကောင့်ဖွင့်ဆော့မယ်ပါညာဆိုရင်တော့မမီတော့ဆိုရတဲ့ပေါ့။အဓိကတော့အဲ့ဒီ၃ချက်နဲ့ kait နေရမယ်ပေါ့နော်။အဲ့တော့အောက်ကိုနည်းနည်းဆက်ကြည့်မယ်ဆိုလို့ရှိရင်ဒီစည်ရင်းသွင်းတဲ့အချိန်ကာလကိုတို့တို့က ဒီနိုဝင်ဘာ24ရက်ဒီ14ရက်ဖွင့်ထားပြီးရေပေါ့နော်ဒီ14ရက်ကြားထဲမှာအစဉ်ပြေတဲ့ချိန်လုပ်လို့ရတယ်အဲ့ဒါကြော်ပြီးသွားလို့ရှိရင်တော့စည်ရင်သွေးဖို့မမီတော့ဘူးဒီအောက်မှာဆက်ရေးထားတဲ့စီကံချက်တွေပေါ့နော်နည်းနည်းလေးတော့ဖတ်ကြည့်လိုက်မယ်အဲ့တော့ကိုဒီ aroma successful ဖြစ်သွားပြီဆိုတာနဲ့ကိုဖြစ်ထားတဲ့ SDV1 ဒီကိုပြောင်းလို့မရတော့ဘူးနောက်တစ်ချက်ကကြတော့ပေါ့နော်ကိုစုထားတဲ့ပိုလန်တွေကို exchange လုပ်ဖို့အတွက်ကိုတော့အဲ့မှာ option တစ်ခုပေးထားမှာအကုန်လုံးရှိသမျှထည့်မှာလားဟိုတော့ကိုတိုက်သလောက်အမောက်မယ်ထည့်မှာလားဆိုပြီးတော့ရှိရပေါ့နော်အဲ့တော့အကုန်ထည့်တယ်ဆိုလို့ရှိရင် तू ကအမှန်တကယ်ကဒီအချိန်ကို14ရက်ပေးထားရတဲ့ကြောင့်ဥမာဆိုပါဆိုကို့မှာအခုလောလောဆယ်ပုံလန်ကတသိန်းရှိရပေါ့အဲတသိန်းရှိရပေါ့နော်အဲ့တော့နောက်14ရက်မှာလဲကိုကဆက်ဆော့နေဥမာဆိုတော့ ။ဟောအဲ့ဒီပေါ်လန်နေရောပြောင်းလို့ရလားမရလားဆိုတာမျိုးရှိရပေါ့နော်။အဲ့တော့ကိုကအော်ကိုတခါတည်းရွေးထားလို့ရှိရင်နောက်ဆုံးသူတို့စရင်ပိတ်တဲ့အချိန်ပေါ့နော်။ဒီပေါ်လန်ကတော့ဒိုင်းနိုဝင်ဘာ29အထိကိုရှိရှိသမျှပေါ်လန်နေအကုန်လုံးကိုအိတ်ချင်းလုံးမယ်လို့ပြောတာ။အဲ့လိုမှမဟုတ်ဘဲနဲ့ကိုကကို့မှာတသိန်းရှိရအောင်ဒီတိုင်းပဲဥမာဆိုပါစို့9000ပဲကိုဒီအိတ်ချင်းလုံးမယ်လို့သတ်မှတ်ထားလိုက်လို့ရှိရင်သူကတော့တိုင်းရောက်လို့ရှိရင်လေအဲ့ဒီ9000ကိုပဲသူကအချင်းလုပ်ပေးမှာထပ်ပြီးအပူမရတော့ဘူးပေါ့နော်အဲ့တော့ဒီနေရာမှာအောလောက်တာတော့ကောင်းတယ် နောက်တစ်ခုကကြတော့ပေါ့နော်ကိုကဥမာအောမလို့ပဲနဲ့ခုနပြောသလိုပေါ့9000ပို့လဲဆို9000ပို့လဲပဲအဲ subscribe လုပ်ထားရယ်ပေါ့နော်အဲ့ဆိုရင်ကိုဒီဒီ exchange လုပ်တဲ့အချိန်မှာကိုရဲ့ပို့လန်ဒီကဒီ9000ထက်နည်းပါလို့မရအောင်9000ထက်နည်းွားတယ်ဆိုလို့ရှိရင် access ဖို့ဖြစ်မယ်ပေါ့နော်။ပိုလန်ကဒီတိုင်းဆိုရင်တော့မနေပြီမယ်။ကိုကဥပမာတခြား skin တွေပိုင်းထက်ဝဲတာဆိုရင်တော့ပိုလန်နေဝါတာမျိုးရှိတတ်လို့ပေါ့နော်။အဲ့အရေးအတွက်ရောလို့မရဘူး။နောက်နံပါတ်2ရကြတော့သူကဒီသူတတ်မှတ်ထားတဲ့အချိန်ကြလို့ရှိရင်ပေါ့နော်။ကိုယ့်စီမှာရှိတဲ့ပိုလန်တွေကိုနှုတ်သွားမယ်။ကို subscribe လုပ်တဲ့အတိုင်းနှုတ်သွားမယ်လို့ပြောထားတာ။အဲ့အရေးအကြဘာပြောတာလဲဆိုတော့ဒီပိုလန်ကတော့အတိုင်းရှိရဲ29ရက်ည12နာရီမတိုင်ခင်မှာတချို့ mission တွေကိုကဟို complete ပြန်မလုပ်ထားဘူး။ pending ဖြစ်နေရရင်ရှိမယ်။ ယ်ပေါ့နော်အဲ့အရာကြီးအတွက်ဆိုလို့ရှိရင်တော့အဲ့ pending ဖြစ်နေလို့ရှိရင်တော့အဲ့အတွက် point ပိုလန်ကိုတော့သူကထည့်မတွက်ဘူးလို့ပြောထားတာပေါ့နော်အဲ့တော့နောက်နံပါတ် F ကကြတော့ဘယ်လိုမျိုးလဲဆိုတော့ဒီ exchange လောက်တာအောင်မြင်သွားပြီဆိုလို့ရှိရင်အဲ့ကတော့ဘိုင်းနောက်ဘိုင်းမှာကိုကထပ်ပြီးတော့မှစုတဲ့ပိုလန်နေရှိရင်အဲ့ကောင်နေရတော့ဒီ point chain နဲ့ထဲမှာမပါဘူးပိုလန် balance မှာဆက်ရှိနေမယ်လို့ပြောတာဒီနံပါတ်3ချက်ကတော့ပေါ့နော်ကိုကဒီ enrollment လုပ်တဲ့ process မှာတည်တည်ချာချာ complete ဖြစ်အောင်မလုပ်ထားတကူးခုသူတတ်မှတ်ထားတဲ့ channel မကိုက်ညီရမျိုးဆိုလို့ရှိ ှင်ဒီပိုလန် exchange ကသူကတရားမဝင်ဘူးပေါ့နော်ကိုပိုလန်ကနေ token ပြောင်းဖို့အတွက်ကိုအဆင်မပြေဘူးလို့ပဲရေးထားပါပေါ့နော်အဲနောက်ဆုံးအောက်မှာကပိုလန် exchange criteria ကဘာတွေလိုလဲဆိုလို့ရှိရင် အဲကွနအပေါ်ဟာပဲပြန်ပြီး highlight လုပ်ထားတဲ့သဘောပါဗောနော်သူတို့ exchange လုပ်မဲ့အချိန်မှာကို subscribe လုပ်တဲ့ပိုလန်အရေးအတွက်ထဲခွနလို့ရော့သွားလို့မရဘူးအဲ့ဒါကိုချိန်ထားရမယ်ကြံတဲ့အသီးစိတ်ကိုတော့ SCB မှာထပ်ပြီးရော announce လုပ်ပါမယ်လို့ပြောထားတာအဲ့တော့ဒါ dance condition တွေဖတ်ပြီးပြီဆိုရင်ကိုဒီ accept ကိုနှိပ်လိုက်ဗောနော်အဲ့တော့လောလောဆယ်ဒီ account ဒီအဲသူရဲ့ enrollment လုပ်ဖို့အတွက် minimum requirement နေနေမပြည့်ဘူးဆိုတော့လိုအပ်တာလေးတစ်ချက်ပြန်သွားလုပ်မယ် back ဆိုပြီးရောထွက်လိုက် အော်ဒီကောက်မှာကအဲစုထားတဲ့ပိုလန်ကတော့တသန်းကျော်ရယ်ဆိုတော့အနည်းဆုံး2000ရှိရမယ်ဆိုတာကတော့ AC ပြည့်တယ်ပေါ့နော်။ဘာလို့မပြည့်လဲဆိုတော့ဘာမှမဝယ်ထားလို့ပေါ့နော်။အဲ့တော့ store ထဲကိုဝင်လိုက်အဲ store ထဲဝင်လိုက်ရင်ဒီမှာပေါ့မော store ရဲ့ items ကဲဆိုပြီးတော့နှစ်ခုရှိရယ် item ဆိုတာကကိုဝင်ထားပြီးသားကိုရဲ့ပိုင်ဆိုင်မှုပေါ့နော်အခုအမဒီကောက်မှာဆိုတော့မဘာမှမဝယ်ထားလို့သူက requirement မပြည့်ဘူးဖြစ်နေတာပေါ့နော်အဲ့တော့သူဝယ်ထားတဲ့အတိုင်းဝယ်မယ် store ထဲကိုဝင်လိုက် အဲ့တော့ဝင်လိုက်လို့ရှိရင်ဒီမှာအအနည်းဆုံး action တစ်ခုပေါ့နော်အဲ့တော့ action ဒီဒီမှာ dancing competitive အများကြီးရှိရယ်ပေါ့နော်အဲ့တော့ဟိုဈေးအနည်းဆုံးဟာပဲအခုဝယ်လိုက်မယ်ပေါ့နော်အဲ့တော့ competitive ဆိုရဲ2000တန်လေးကိုတစ်ခုဝယ်လိုက်မယ်အဝယ်ပြီးသွားပြီအော် skin ပေါ့ skin ကကြတော့အနည်းဆုံး၄ခုရှိရမယ်ပေါ့နော်အဲ့တော့ skin အနည်းဆုံး၄ခုရှိရမယ်ဆိုတော့ဒီမှာဒီဟာလေးတွေပဲတစ်ခုချင်းစီလိုက်ဝယ်လိုက်မယ်ပေါ့နော် တခုဝယ်ပြီးပြီဒုတိယတခုဝယ်မယ်တတိယတခုဝယ်လိုက်မယ်အားစုဝယ်ပြီးပြီစတုတ္ထတခုဒီမှာဝယ်လိုက်မယ်ဝယ်ပြီးပြီပေါ့နော် တချို့ကတော့ပြောတာရှိရပါတော့ဒီမှာစကင်း၄ခုအနည်းဆုံးဝင်ရမယ်ဆိုပေမဲ့အဲငါးစီမှာကစကင်းကနှစ်ကောင်သုံးကောင်ပဲတွေ့တယ်ဆိုတာမျိုးတွေရှိရပါတော့အဲ့ဒါကဘာလို့လဲဆိုတော့ကိုယ့်ရဲ့ level ဒီအနည်းဆုံးသူက level 2 level 3အထက်မှာစကင်းက၄ခုလောက်ဝင်လို့ရပါတော့เนาะ level အထက်နေနေဆိုလို့ရှိရင်တော့သူကစကင်း၄ခုဝယ်စရာဝယ်လို့မရဘူးဖြစ်နေပါတော့အဲ့တော့ level တက်ချင်တယ်ဆိုလို့ရှိရင်တော့အပေါ်က high booster တွေဝယ်ပြီးတော့ကိုယ် level တက်အောင်လှုပ်ပြီးတော့မှ skin လေးခုပြည့်အောင်ပြန်ဝယ်ပေါ့နော်အော်နောက်တစ်ခုကအောက်ဆုံးက background background အနည်းဆုံးတစ်ခုဝယ်ရမယ်ပေါ့နော်အဲတော့ဗာလီဝင်ကောင်းမလဲဇီးတွေကတော့အကုန်တူတူပဲဆိုတော့အာနည်းစည်းကြည့်ရတော့ရှိရပေါ့နော်လှကျင်တော့ skin စင်းနေစေးပူကြီးရဲ့ဟာလေးဝယ်ပေါ့အဲ့တော့ဒီမှာအော်ဒီ unboxing ring လေးပဲဝယ်လိုက်မယ်အဲ့လေးဝယ်လိုက်ပြီပေါ့နော် โอเคအဲ့ဆိုဝယ်ထားပြီးရတာလေးပြန်ကြည့်မယ်ဆိုရင် item တဲမှာဝင်လိုက်အဲ့ဆို action တစ်ခုဝယ်ထားပြီးပြီ skin လဲဒီမှာ၄ခုရှိတယ် background လဲတစ်ခုရှိရပါတော့เนาะအဲ့အဲ့ကြီးဝယ်ပြီးသွားပြီဆိုလို့ရှိရင်ခုန home နဲ့ကိုပြန်သွားပြီးတော့အာဒီ airdrop တွေကိုပြန်ဝင်ပြီးတော့ အော်ဒါဆိုလို့ရှိရင်သူပြောထားတဲ့အချက်တွေအကုန်လုပ်ပြီးသွားပြီဖခင်ကမဟုတ်လို့ခွန်းနာလိုမျိုးမဟုတ်တော့ဘဲနဲ့ you are eligible ဖြစ်သွားပြီပေါ့နော်ကိုင်ညီသွားပြီအဲ့တော့နောက်ခုဒီအောက်မှာ STB UID ကကိုကချိန်ထားပြီးသားဆိုရင်ဒီမှာ auto ပေါ်နေပြီးသားပေါ့နော်အော်ပြန်ပြင်ကြမလို့ဘူးအဲ့ဆိုရင် enroll နေလို့ရပြီ enroll နှိပ်လိုက်ပြီပေါ့နော်အဲဒီနေရာမှာခုနပြောသလိုပဲနှစ်ခုရွေးလို့ရတယ် all ကိုရွေးလို့ရသလိုဒီဘက်မှာ subscribe button ဆိုတာလည်းရွေးလို့ရတယ်အဲ့တော့ subscribe button ဆိုတာကြတော့သူကဒီမှာပေါ့နော်သူအနည်းဆုံးတော့1000ဖြည့်ရမယ်အဲ့တော့ရှိတာကဒီမှာတသန်းကျော်ရှိရယ်ဆိုပါစို့ဟိုမက9000ပဲ subscribe လုပ်မယ်ဆိုလို့ရှိရင်သူကဒီ button ကတ်တော်တိုင်း29ညတကောင်ဆိုသူက9000 9000ကိုပဲ ချိန်ပေးမဲ့ပုံစံမျိုးပေါ့နော်ကြံတဲ့ဟာဒီတိုင်းကြံခဲ့မှာနောက်ပြီးကိုကအဲ့ဒီ9000ဆိုရင်9000ကို တောက်လျှောက်ကြားထဲမှာယော့သွားလို့မရဘူးပေါ့နော်အဲ့တော့အကုန်လုံးကိုပဲဟို token exchange လုပ်လိုက်မှာပေါ့နော်အဲတော့ဒါဆိုရင်ခုနလိုပဲ criteria တွေလည်းဖတ်ပြီးသွားပါပြီ dance condition တွေကိုလည်းသဘောတူပါဆို tick လုပ်လိုက်အကုန်အဆင်ပြေပြီဆိုလို့ရှိရင် enroll လေးကိုနှိပ်လိုက်ပေါ့နော်ဒါတစ်ချက်ဒီမှာသူက confirm ပြန်လုပ်ခိုင်းတယ်ဒီမှာ UI ပေါ်နေတဲ့ UID ကကိုယ့်ရဲ့ SDB UID ပေါ့နော်ကိုချိန်မဲ့အကောင့် SDB ရဲ့ UID ဖြစ်ရမယ်နောက်ဒီမှာ3ပေးထားတယ် one time enrollment ပဲ successful ဖြစ်ပြီးသွားလို့ရှိရင်ဘာမှပြန်ပြောင်းလို့မရတော့ဘူးတေချာလားတေချာရဲဆိုရင် enroll ကိုနှိပ်လိုက် ဒါဆိုလို့ရှိရင် enrollment is successful ဆိုလို့ရှိရင်ရသွားပြီပေါ့နော်အဲ့တော့ဒီမှာ STV UID ပေါ်တယ်အကို subscribe လုပ်တဲ့ပုံလန်ဒီအကုန်လုံးမှာဒီ carrot dye နဲ့ဆက်ခွန်ညတကောင်လေးကိုရှိသမျှပုံလန်အကုန်လုံးကိုပြောင်းမယ်ဆိုပြီးတော့ပြောထားပြီးသားဒါဆိုလို့ရှိရင်ရသွားပါပြီ စောင့်ယုံပါပဲကိုပုံမှန်တိုင်းပဲကိုရဲ့ပိုလန်တွေကိုဆက်စုမယ်မရှင်တွေကိုဆက်စုမယ်အဲတော့နောက်စလေးရက်နေရောမှာဘာတွေထပ်ပြီးတော့လုပ်ဖို့လုံလဲဆိုတော့ update တီးလို့ရှိရင်ထပ်ပြီးတော့တင်ပေးပါမယ်အဆုံးထိကြည့်ပေးရတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်